ဗုဒ္ဓဘာသာဝင်များအထွတ်မြတ်ထားရာရွှေတကုံစီရီတော် ရှင်ပြန်ပေါ်မှာအပေါဆွန်ခဲ့တဲ့ဝက်နီဆိုသူကိုဖမ်းဆီးရမိအိမ်မအိမ်မအိမ်ဂျားတွေကလူတိကဘာလို့များသေးပေါက်နေတာရှင်သေးပေါက်နေတာကိုရီထွတ်မြတ်ထားရာဖရားပေါ်မှာအိမ်မကြီးအိမ်မကြီး င်္ဂလာပါပရိသတ်ကြီးရှင်ရန်ကုန်တိုင်းဒေသကြီးတကုံမြို့နယ်ရှိဗုဒ္ဓဘာသာဝင်များအထွတ်မြတ်ထားရာရွှေတကုံစီတီတော်ရှင်ပြန်တော်ပေါ်မှာအပေါ်ဆွန့်ခဲ့သူအမျိုးသားတအူးအောင်စစ်ဆေးဖော်ထုတ်ပြီးတဲ့နောက်ဖမ်းဆီးအရေးယူထားကြောင်းသိရှိရပါတယ် ဖြစ်စဉ်မှာအော်တိုဘားလာတရက်နေ့ကရွှေဒဂုံစီရီတော်ရင်မြင်ပေါ်ရှိအင်္ဂါတောင်မြေဆိုင်စီရီအမှတ်48နဲ့အောက်ကူစီရီအမှတ်138ကြားမှာအမျိုးသားတအူးအပေါ်သွားနေတဲ့ဗီဒီယိုဖိုင်အားလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့လာခဲ့တာနဲ့ပတ်သက်ပြီးဒဂုံမျိုးမရဲစခန်းမှရဲတပ်ဖွဲ့ဝင်များကသတင်းအတည်ပြုခဲ့ရာရန်ကုန်တိုင်းဒေသကြီးမယန်းကုန်းမြို့နယ်အမှတ်ခွန်ရက်ကွက်နေတင်မျိုးဝင်းခေါ်ဝက်နီဆိုသူဖြစ်ပြီး အဆိုပါဝန်ကြီးဆိုသူကစက်တင်ဘာလ22ရက်နေ့မှာရွှေဒဂုံစီရောမြက်ကြီးအားတွားရောက်ဖူးမြော်ခဲ့ပြီးဖျားပေါ်မှာပြန်ဆင်းလာစဉ်အင်္ဂါတောင်မြေဆိုင်စီဒီအမှတ်48နဲ့အုတ်ကူစီဒီအမှတ်138ကြားမှာအပေါ်သွားခဲ့တာဖြစ်ကြောင်းစစ်ဆေးဖော်ထုတ်သိရှိရတာဖြစ်ပါတယ်။ ထို့သောဗုဒ္ဓဘာသာဝင်များအထွတ်မြတ်ထားရာရွှေဒဂုံစီရီတော်ရင်ပြင်တော်ပေါ်မှာအပေါ်ဆုံးခဲ့သူတင်မျိုးဝင်းခေါ်ဝက်နီအောင်ဒဂုံမျိုးမရဲစခန်း၌ရဲရဲမပိုင်သောပြစ်မှုများမှတ်ပုံတင်အမှတ်စဉ်၄မြင်းစာ2025ရာစတက်ကြီးပုံမှ295ကားကြီးဖြင့်သတင်းချက်ရေးဖွင့်ကဥပဒေနဲ့အညီထိရောက်စွာအမှုဖွင့်အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိတယ်လို့သိရှိရပါတယ်။အဲ့မှာအဲ့ကြားတွေကလူတိကဘာလို့များသေးပေါက်နေတာရှင်သေးပေါက်နေတာ ကိုရီထုတ်မြတ်ထားရဖရားပေါ်မှာအမကြီးအမကြီး